ဒီလိုနဲ့ညနေခင်းအိမ်ကိုပြန်ရောက်တဲ့အခါရှင်းက TV အသစ်ကြီးကိုတွေ့ရပြီးအယံအန်ဟောသွားပါတယ်သူအခန်းထဲကိုဝင်လာတဲ့အခါလင်ယူကကွန်ပျူတာအသစ်တစ်လုံးကိုပြင်နေတာတွေ့ရတော့ရှင်းကအယံပျော်သွားပြီးဒါရီကဘယ်ရရတယ်လို့မေးလိုက်ပါတယ်ဒီတော့လင်းယူကလည်းပြိုင်ပွဲတစ်ခုကိုဝင်ပြိုင်ပြီးအနိုင်ရလာလို့ဒီနှစ်ခုရလာတာငွေတွေလည်းရလာသေးတယ်လို့ပြောပြီး credit card တစ်ခုပေးလိုက်ပါတယ် ရှင်ကအရင်ဆုံးညှင်းမိမဲ့လင်းယူကအတင်းပေးတဲ့အတွက်နောက်ဆုံးမှတော့လက်ခံလိုက်ပါတယ်။နောက်တစ်နေ့မနက်ရှင်ကရုံးမှအလလုံနေတဲ့အချိန်မှာမန်နေဂျာဒူကသူ့မကိုကူညီနေတဲ့အတွက်လှုပ်ဖို့ကြိုင်မဲ့တွေကမြင်ပြီးရှင်ကရည်စားရှိတယ်လို့ကြားမှုတယ်ဆိုပြီးတရယောက်ကပြောတော့တခြားလူတွေအတွက်မယုံမဲ့အထောက်ထားရဖို့အတွက်မိန်ကလေးအလုံးကရှင်းစီသွားပြီးမန်နေဂျာဒူကိုပါခေါ်ပြီးသူ့မအိမ်ကိုသွားချင်တယ်လို့ဝိုင်းပြောသွားရင်ပထမဆုံးရှင်ကညှင်းမိမဲ့အတင်းဖိအားပေးကြတဲ့အတွက်နောက်ဆုံးမှတော့သဘောတူလိုက်ရပါတယ်။သူတို့ကိုအိမ်ကိုခေါ်သွားရင်ရှင်ကလင်းယူကိုပုံနေဖို့စပို့ထားလိုက်ပါတယ်။ အိမ်ရောက်တဲ့အခါမှာတော့အိမ်တစ်ခုလုံးကိုအပြောင်းလဲတွေလုပ်ပြီးစပွဲတွေအပေါ်အစာအသောက်တွေပြင်ထားပြီးလင်းယူထိုင်နေတာတွေ့လိုက်ရပါတယ်။ဒါကိုမြင်တော့ရှင်နဲ့သူရဲ့လက်ဖော့ကိုင်ပါတွေလည်းအရန်အဲဩသွားကြပါတယ်။မန်နေဂျာတို့ကတော့ဒီအခြေအနေကိုမြင်ပြီးတဝင်းတိုးစိမ့်နဲ့မကြေမနက်ဖြစ်နေပါတယ်။ရှင်ကတော့လင်းယူကိုဒေါသထွက်သွားပြီး credit card ကငွေတွေဖြုန်းတီးလိုက်တဲ့အတွက်ဆူလိုက်ပါတယ်။ နောက်နေ့လင်းယူအိမ်မှာတယောက်တည်းရှိနေတော့တကားလက်ကင်ကအထက်အောက်လှုပ်နေတာတွေ့တဲ့အခါရမ်းကြောက်သွားပြီးဒုတ်တစ်ချောင်းနဲ့တကားနောက်မှာပုန်းနေလိုက်ပါတယ်တကားဖွင့်လိုက်တဲ့အခါမှာတော့ယိုယိုလို့ခေါ်တဲ့ရှင်းရဲ့တငယ်ချင်းမင်းကလေးဝင်လာတာမြင်တော့လင်းယူကသူ့မကိုရိုက်ဖြစ်လိုက်ပါတယ်ပြီးတော့ရှင်းစီကိုစပုတ်ပြီးအိမ်ထဲကိုတခုဝင်တယ်လို့အကြောင်းကြားလိုက်ပါတယ်ရှင်းကလည်းအိမ်ကိုအမြန်ပြန်လာရပြီးအိမ်ရောက်တဲ့အခါမှာတော့ယိုယိုကိုကျိုးနဲ့ချီထားတာတွေ့တော့အမြန်ဖြေးပေးလိုက်ပြီးဒါကသူ့မရဲ့တငယ်ချင်းယိုယိုပါလို့ရှင်းပြလိုက်ပါတယ်ယိုယိုကလည်းဒီကောင်လေးကမင်းကြီးစားလားလို့မေးတော့ ရှင်းကဒါဇလန်းအရှိကြီးပါနောက်မှပြောပြမယ်လို့ရှောင်းလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲလင်းယူကရေချိုးဖို့အတွက်ကူပေးပါအောင်လို့ပြောတော့ယူယူကရေအတူချိုးကြမလားဆိုပြီးတအံတော်နဲ့ကြီးလိုက်ပါတယ်ရှင်းကလင်းယူကိုအမြဲဆွဲခေါ်သွားတော့ယူယူကသူတို့နှစ်ယောက်ကိုမကောင်းတဲ့အမြင်နဲ့တွေးပြီးရေချိုးကန်တကောက်ရုတ်တရက်ဖြန့်ကြည့်လိုက်ပါတယ်ရှင်းကညဘက်ကြီးရုံမှအလလုံနေတော့မန်နေဂျာတူကအယံမူပြီးဝင်လာခဲ့ပါတယ်မန်နေဂျာတို့ကလည်းသူမကိုအရန်ကြိုက်တဲ့အကြောင်းပြောပြီးရှင်းအပေါ်အတင်းဖတ်ဖို့ကြိုးစားပါရယ်ရှင်းကသူ့ကိုပြင်းပြထန်ထန်ရိုက်လိုက်ပြီးအခန်းထဲဝင်ပြီးတကားကိုပိတ်ပစ်လိုက်ပါရယ် ်မန်နေဂျာဒူကသူ့မှာအမှောင်ကြောက်တတာကိုသိတဲ့အတွက်မိရိအားလုံးမှိတ်လိုက်ပါတယ်ရှင်းကအမှောင်ထဲမှာတုံ့လုံနေပြီးသူ့မှာအမေရဲ့အမှောင်ကိုရင်ဆိုင်ဖို့တတိရှိပါဆိုတဲ့စကားကိုသတိရသွားပါတယ်ဒီအချိန်မန်နေဂျာတို့ကတကားကိုဖွင့်ပြီးအခန်းထဲဝင်လာတဲ့အတွက်ရှင်းရပိုးပြီးလန့်သွားပါတယ်။မန်နေဂျာတို့ကရှင်းကိုတခုခုလှုပ်တော့မယ့်အချိန်မှာလင်ယူကအနောက်ကရောက်လာပြီးမိသက်ဆေးဘူးနဲ့ရိုက်ချလိုက်ပါတယ်။အဲဒီနောက်လင်ယူကရှင်းကိုခေါ်သွားလိုက်ပါတယ်။ရှင်းသတိပြန်ရလာတဲ့အခါမှာတော့လင်ယူကဒီကနေ့ကစပြီးအဲဒီအလုပ်ကိုမသွားရတော့ဘူးလို့ပြောပြီးမန်နေဂျာကိုလည်းခွင့်မလွတ်ဘူးလို့ပြောလိုက်ပါတယ်။ ဒါပေမဲ့ဒီလိုဖြစ်နေတဲ့ကြားကပဲရှင်းကအလုပ်ပြန်ဝင်ပါတယ်။နောက်တနေ့မှာတော့ရှင်းကမန်နေဂျာတို့ကကုမ္ပဏီရဲ့ငွေကိုလိမ်လည်တဲ့အမှုနဲ့အလုပ်ထုတ်ခံလိုက်ရပြီးအဲ့ဒီအချိန်မှာမန်နေဂျာတို့ကသူ့ရဲ့ပစ္စည်းတွေကိုတင်ဆက်ပြီးထွက်သွားတာတွေ့လိုက်ရပါတယ်။နောက်တနေ့ရောက်လာတော့ရှင်းကလင်းယူစီကိုလာပြီးစပွဲပေါ်မှာရှိတဲ့စာအုပ်တစ်ခုကိုမျက်စိကျသွားပြီးကောက်ယူလိုက်ပါတယ်။သူမကလင်းယူကိုဒီမှာတယောက်တည်းထိုင်နေတာဆိုတော့မကောင်းတဲ့ပုံတွေကြည့်နေသလားလို့မေးလိုက်တဲ့အခါလင်းယူကဒါမျိုးလုံးဝမဟုတ်ဘူးလို့ညင်လိုက်ပြီးစာအုပ်ကိုပြန်ပေးဖို့တောင်းဆိုပါတယ်။ ဒီအတော်တွင်ရှင်းကမတော်ဆလေယုံပေါ်လဲကျသွားပြီးနှစ်ယောက်သားလည်းအတော်လေးနီးနီးကပ်ကပ်ဖြစ်သွားပါရဲ့ရှင်းကအမြန်ထားလိုက်ပြီးလေယုံကလည်းသူ့ကိုဆွဲတင်ပြီးပြောလိုက်ပါရဲ့ရှင်းကသူ့ကိုကိုဘကြိုးစားနေတဲ့အချိန်လေယုံကရွေရွေချက်ရှိရှိသူ့မကိုဆွဲချလိုက်ပြီးနှက်ခမ်းနန်းလိုက်ပါရဲ့အဲဒီနောက်ရှင်းကအခန်းထဲကိုအမြန်ဝင်သွားပြီးဖြစ်ပျက်ခဲ့တာတွေကိုသူ့မစိတ်ထဲဆက်ပြီးတွေးနေမိပါရဲ့ နောက်တနေ့မှမန်နေဂျာတို့ကအလုပ်သစ်ရှာနေတဲ့အချိန်လူတယောက်အနာကပ်လာပြီးကောင်းမွန်တဲ့အလုပ်လျှောက်လာတခုတည်းနဲ့အလုပ်ရမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။မန်နေဂျာကလည်းဘသူလဲလို့ဒီလိုမေးတဲ့အခါ "तू ကကုညီနိုင်တယ်"ဆိုတဲ့အကြောင်းပြန်ဖြေလိုက်ပါတယ်။ရှင်းကတစုံတူးနဲ့ဖုန်းပြောနေရင်လမ်းလျှောက်လာနေတဲ့အချိန်မန်နေဂျာတို့ကရုတ်တရက် "तू မရှိမှာပေါ်လာပြီး तू မနဲ့စကားပြောဖို့လိုတယ်"လို့ပြောလိုက်ပါတယ်။ တချိန်တည်းမှာပဲလင်းယူကလည်းရှင်းအိမ်မပြန်လာသေးတဲ့အတွက်စောင့်နေပြီးသူမရဲ့ယုံကိုဖုံးဆက်မေးလိုက်ပါတယ်။ယုံကလူတွေကသူမထွက်သွားတာအတော်ကြာပြီလို့ပြန်ဖြေတာပေါ့။အဲဒီအချိန်မှာပဲတကားခေါင်းလောင်းတဲ့ကြားတဲ့အတွက်လင်းယူကအလင်းမြန်တကားဖွင့်မိမယ်လေ။အယ်လီဖြစ်နေပြီးဒီနေ့အရေးကြီးတဲ့အစည်းအဝေးရှိတဲ့အတွက်သူမဖြစ်မနေတက်ရမယ်ဆိုတဲ့အကြောင်းလင်းယူကိုအသိပေးလိုက်ပါတယ်။တခြားတစ်ဖက်မှာလည်းရှင်းကိုမန်နေဂျာတို့ကသူ့အမအတွက်အရန်ရှက်မိတယ်ဆိုတဲ့အကြောင်းပြောပြီးရှင်းကတောင်းပန်စီရမလို့ပဲဖြစ်ပျက်ခဲ့တာတွေကိုမေးပြလိုက်ဖို့အတွက်ပြန်ဖြေလိုက်ပါတယ် ဒါဆိုရင်သူမကိုဘာကြောင့်သူ့ကိုတိုင်ပြီးအလုပ်ထုတ်ခမ်းရအောင်လုပ်တယ်လဲလို့မိလိုက်ပါတယ်။ဒီစကားကြားတဲ့အခါမှာတော့ရှင်းရလဲလန့်သွားပြီးသူမဒါမျိုးလုံးဝမလုပ်ခဲ့ဘူးလို့ပြောလိုက်တာပေါ့။ဒါပေမဲ့မန်နေဂျာတူကသူမစကားကိုလုံးဝနားမထောင်ပဲရန်ထောင်ပါတော့တယ်။တခြားတစ်ဖက်မှာလည်းလင်းယူကအစည်းအဝေးပြီးတဲ့နောက်ရှင်းကိုရှာဖို့ထွက်လာခဲ့ပါတယ်။အဲဒီအချိန်မှာပဲမန်နေဂျာတူကရှင်းကိုသတိလေးအောင်ရှာပြီးကားရဲဆွဲတင်ကားစထွက်ဖို့လုပ်ပါတယ်။ဒီအချိန်မှာလင်းယူရောက်လာပြီးမန်နေဂျာတူကိုကားရဲကဆွဲထုတ်ပြီးရိုက်နှက်ပါတယ်။ ဒီအတွက်မန်နေဂျာလည်းသတိလည်သွားပြီးလင်းယူကရှင်းကိုကားထဲကဆွဲထုတ်ပြီးဘာမဖြစ်ဘူးမလားလို့စိုးရင်တကြီးနဲ့မေးတဲ့အခါရှင်းကလည်းသူမှအဆင်ပြေတဲ့အကြောင်းပြန်ပြပါရယ်အဲ့ဒီအချိန်မန်နေဂျာတို့ကသတိပြန်ရလာပြီးလင်းယူကိုအနောက်ကနေပြန်ပြီးတိုက်ခိုက်လိုက်ပါရယ်သူတို့နှစ်ယောက်အကြအပြန်လန်တိုက်ခိုက်ကြပြီးနောက်ဆုံးမှာတော့လင်းယူကမန်နေဂျာတို့ကိုအနိုင်ရလိုက်ပါတယ်။အဲ့ဒီအချိန်မှာအဲလစ်ရောက်လာပြီးသူတို့နှစ်ဦးကိုအမြန်ဆွဲခေါ်သွားလိုက်ပါတယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့လင်းယူကရှင်ကိုသူကောင်းကောင်းမဆောင်ရှောက်ပေးနိုင်တဲ့အတွက်တောင်းပန်လိုက်ပါတယ်။ ရှင်းကလည်းသူအပြစ်မဟုတ်ကြောင်းနဲ့ကိုကိုကိုအပြစ်မတင်မှုပြောလိုက်တာပေါ့နောက်တနေ့မနက်မှာတော့ရှင်းနိုးလာတဲ့အခါလင်းယူကဖုန်းနဲ့တေးရကိုစကားပြောနေတာတွေ့လိုက်ရပါတယ်သူမကဘသူနဲ့ပြောနေတယ်လို့လင်းယူကိုမေးလိုက်ပြီးမယ်လင်းယူကအဲလစ်နဲ့ဘိန်းတက်ကလထိုင်းအကြောင်းပြောနေတာဖြစ်ပြီးသူမအိမ်အရောက်လာချပြီးမှဖြစ်တဲ့အကြောင်းပြန်ဖြေပါတယ်အဲဒီနေ့နောက်ပိုင်းမှာလင်းယူကအဲလစ်နဲ့တွေ့ဖို့ထွက်လာတဲ့အခါအဲလစ်ရဲ့ကားကိုလူတချို့လိုက်လာတာသတိထားမိပါတယ်ဒါကြောင့်သူကလမ်းကြောင်းပြောင်းပြီးအဲလစ်နဲ့ဟိုတယ်တစ်ခုမှာတွေ့ဖို့ message ပို့လိုက်ပါတယ်တစ်ချိန်တည်းမှာပဲရှင်းကပစ္စည်းပို့ ဲ့ဒီဟိုတယ်ကိုရောက်နေပြီးလင်းယူကိုမြင်တဲ့အခါသူမှလိုက်သွားပါရီဒါပေမဲ့အဲ့ဒီနေရာမှာလုံခြုံရေးတွေကသူ့ကိုအထဲမဝင်ဖို့တားမြစ်လိုက်တာပေါ့လင်းယူကအဲလစ်နဲ့ကုမ္ပဏီရဲ့ရှယ်ယာရှင်အစည်းအဝေးကြောင်ဆွေးနွေးနေပြီးအဲလစ်ကလင်းယူကိုအခုချိန်မှာတော့သူ့ကိုယ်တိုင်လူအလုံးရှိမှထွက်လာဖို့လိုနေပြီလို့ပြောလိုက်ပါရီလင်းယူကသူတို့အားလုံးအံ့ဩသွားအောင်လှုပ်ကြမယ်ဆိုပြီးပြန်ဖြေလိုက်တာပေါ့ဒါပေမဲ့တစ်ဖက်ကရှင်ကတော့လင်းယူနဲ့အဲလစ်တို့အကြားအခြေအကျိစရရှိနေတယ်လို့ထင်ပြီးစိတ်ထိခိုက်သွားပါရီ အဲဒီနောက်ကုမ္ပဏီရဲ့အစည်းအဝေးမှာဖန်ကကုမ္ပဏီအတွက်ဥက္ကဋ္ဌအသစ်လိုအပ်နေပြီဖြစ်ပြီးသူ့ကိုရွေးချယ်ဖို့အဆိုပြုတဲ့အကြောင်းကြေညာလိုက်ပြီးအားလုံးကိုသဘောတူညီချက်မိတဲ့အခါမှာတော့ရှယ်ယာရှင်တွေအားလုံးကလက်ခုပ်တီးပြီးသဘောတူလိုက်ပါတယ်။ဒါပေမဲ့လည်းရုပ်တရက်အနောက်ကနေအတန်တန်ကြားလိုက်ရတဲ့အတွက်လူအားလုံးလှည့်ကြည့်တဲ့အခါမှာတော့လင်းယူဖြစ်နေတဲ့အတွက်အားလုံးလည်းအံ့ဩသင့်သွားပါတယ်။ဘာကြောင့်လဲဆိုတော့လင်းယူကတည်ဆုံသွားပြီဖြစ်တဲ့အကြောင်းသူတို့အားလုံးကသိထားကြတာပါ။အဲဒီနောက်အစည်းအဝေးစတဲ့အခါလင်းယူကဖန်ရဲ့မကောင်းတဲ့အကြံစီတွေကိုထုတ်ပြောလိုက်ပါတယ်။ ဖန်ကဩခရာတယောက်ရဲ့ကုမ္ပဏီကိုဖျက်ဆီးဖို့ကြံစည်နေတာပါအဲ့ဒီအချိန်အဲလစ်ကလင်းဦးရဲ့အဖေကိုမှတ်တမ်းဖိုင်တစ်ခုပေးလိုက်ပါတယ်အဲ့ဒီဖိုင်မှာလင်းဦးရဲ့အပြစ်တွေအလုံးပါရှိနေတာဖြစ်ပြီးဖိုင်ကိုကြည့်ပြီးတဲ့အခါလင်းဦးရဲ့အဖေကအယံဒေါသထွက်သွားတာပေါ့ဖန်ကရှင်းပြဖို့ကြိုးစားပေမဲ့လင်းဦးရဲ့အဖေကသူ့စကားကိုလုံးဝနားမထောင်တော့သလိုလက်လည်းမခံပါဘူးအဲ့ဒီနောက်မှာတော့ဖန်ကိုဩခရာယာတို့မပေးတော့ဘူးလို့ကြေညာလိုက်ပြီးရှေးရှင်အလုံးကိုတောင်းပန်ပြီးအစည်းအဝေးပြီးဆုံးကြောင်းကြေညာလိုက်ပါတယ် ဲဒီနောက်တော့လင်းယူကိုကျေးဇူးတင်စကားပြောပြီးအချိန်မီသာရောက်မလာဘူးဆိုရင်ကုမ္ပဏီအတွက်ဆုံးရှုံးမှုတွေကျုံ့ဝါမှာဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်။လင်းယူရဲ့အကြံပေးချက်အရ Alice ကလင်းယူရဲ့အဖေကိုဗီဒီယိုတစ်ခုပြလိုက်ပြီးအဲဒီထဲမှာဖန်ကလင်းယူကိုတပ်ဖို့အတွက်လူစုတွေငှားထားတဲ့အထောက်အထားတွေပါဝင်ပါတယ်။လင်းရဲ့အဖေကဖန်အပေါ်ပို့ဒေါသထွက်သွားပြီးလင်းယူကိုအရာအလုံးအတွက်တောင်းပန်ပြီးအနားယူဖို့တိုက်တွန်းလိုက်ပါတယ်။ သူ့အဖေထွက်သွားတာနဲ့ဖန်ကလင်းယူကိုရမ်းရှာပြီးမှခြံရောက်လာပြီးဟန်တားလိုက်ပါတယ်။အဲဒီနောက်မှာတော့ဖန်ကလင်းယူကိုရှင်းဆိုတဲ့မိန်းကလေးတယောက်သူသိတဲ့အကြောင်းပြောတဲ့အခါမှာတော့လင်းယူကရှင်းကိုတခုလုံရင်သူ့ကိုခွင့်မလုပ်ဘူးလို့ပြန်ချိန်ချောက်ပါတယ်။တစ်ဖက်မှာလည်းရှင်းကလင်းယူကိုစောင့်နေပြီးသူနဲ့တူကုံဆုံတဲ့အခြေအနေကိုပြန်ပြီးသတိရနေတာပေါ့။လင်းယူကလည်းအလုံများနေပြီးမှရှင်းအကြောင်းတွေကခဏခဏခေါင်းထဲရောက်နေပါတယ်။ရှင်းအလုံလုံးနေတော့သူမရဲ့လှုပ်ဖွက်ကိမ်းမတယောက်ကတမတ်အလုံချိန်ကြော်ပြီးအလုံလုံးခွင့်မရှိတော့ဘူးဆိုတော့ကုမ္ပဏီစီမီအသက်ကိုပြောပြပါရီး။ အလုတ်အပြီးအိမ်ပြန်လမ်းမှာလေနေရာတွေမှာမီးတွေလင်းထိန်နေပြီးသူမရဲ့အိမ်ရှိမှာလည်းကင်မရာတပ်ဆင်ထားတာတွေ့ရပါတယ်။ဒါကလင်းယူကရှင်းကိုဆက်ပြီးခရူးဆိုင်နေတဲ့အကြောင်းဖော်ပြတာပါ။ဂျင်းရှိကသူမရဲ့တငယ်ချင်းတွေနဲ့တူသွားနေတဲ့အချိန်လင်းယူကိုတွေ့လိုက်ရပါတယ်။သူ့ကိုမြင်လိုက်တာနဲ့အတိတ်ကအမှတ်တရတွေပြန်ပေါ်လာပြီးဂျင်းရှိကတငယ်ချင်းတွေကိုသူမကိုထားခဲ့ဖို့ပြောပြီးတယောက်ထဲသွားမယ်လို့ပြောလာပါတယ်။တငယ်ချင်းတွေထွက်သွားတဲ့အခါမှာတော့ခြံရောက်လာပြီးဂျင်းရှိကသူမကိုဘယ်လိုသိခဲ့တယ်လဲလို့မေးလိုက်ပါတယ်။ခြံကတငယ်ချင်းတွေစီကသိခဲ့တာလို့ပြန်ဖြေလိုက်ပြီးအတူတူလမ်းလျှောက်ရင်းအချိန်တွေကုန်ဆုံးခဲ့ပါတယ်။ ရှင်ကလည်းသူမရဲ့ယုံငန်းထဲမှာအလလုံနေတော့သူမရဲ့အကူဝမ်းခွဲဖြစ်တဲ့ချမ်းရောက်လာပါတယ်။သူမရဲ့အကူဝမ်းခွဲကအရန်ချောတဲ့အတွက်သူ့ကိုမြင်တာနဲ့သူမရဲ့တငယ်ချင်းတွေအားလုံးကသူ့အပေါ်ဆွဲလန်းသွားကြပါတယ်။အဲဒီနောက်ကော်ဖီဆိုင်နဲ့သူတို့နှစ်ယောက်စကားပြောနေတဲ့အချိန်မှာနှစ်ပေါင်းများစွာကြာမြင်ပြီးတဲ့နောက်ပထမဦးဆုံးအကြိမ်သူ့ရဲ့ညီမလေးနဲ့ဆုံစည်းရတာဖြစ်ပါတယ်။ချမ်းကနိုင်ငံခြားကနေပြန်လာပြီးရှင်ကိုအရင်လာတွေ့တာပါ။ချမ်းကရှင်ကိုသူကဗီဒီယိုနဲ့ဖုန်းခေါ်တာတွေအီးမေးလ်တွေအများကြီးပို့ပေမဲ့သူမကတခါမှအကြောင်းမပြန်ခဲ့တဲ့အကြောင်းပြောလိုက်ပါတယ်။ အဲ့ဒီအပြင်သူမပြဿနာတွေအများကြီးကြုံတွေ့နေရပြီးဒုက္ခရောက်နေတာသိတဲ့အကြောင်းနဲ့အခုစိတ်ပူစရာမလိုပဲသူရှိနေပြီဖြစ်တဲ့အကြောင်းပြောပြပါရစ်ဒီအခါရှင်ကကလေးဘွားတော်ကခြံပေးခဲ့တဲ့လက်ကောက်လေးကိုပြလိုက်ပါတယ်။တစ်ဖက်မှာလည်းလင်းယူကအလုံးနဲ့ပတ်သက်လို့အရန်စိတ်ဆိုးနေပြီးရှင်နဲ့ခြံတို့အတူထိုင်နေတဲ့ပုံကိုတွေ့တဲ့အခါသဝင်တိုးလာပါတယ်။ရှင်ကအလုံးအင်တာဗျူးအတွက်ကုမ္ပဏီတစ်ခုစီကနေပြီးအီးမေးလ်တစ်စောင်လက်ခံရရှိပါတယ်။နောက်တနေ့အင်တာဗျူးဖြေဖို့အတွက်ဘတ်စကာဆောက်နေတဲ့အချိန်ကားတစ်စီးကအရှိရာဖြတ်မောင်းသွားတဲ့အတွက်ရှင်းစင်သွားပါတယ်။ ဒီအချိန်လင်းဦးကသူမရဲ့ရှိရာပေါ်လာပြီးဒါပေမဲ့လည်းဒါရီအားလုံးကစိတ်ကူးဖြစ်နေတာသိလိုက်ရပါတယ်။တချိန်တည်းမှာပဲလင်းဦးကခက်ဝဲဝဲတနေရာကနေကားထဲထိုင်နေပြီးရှင်းကိုကြည့်နေပါတယ်။နောက်ဆုံးမှတော့ရှင်းကအင်တာဗျူးဖြေဖို့အတွက်ကုမ္ပဏီကိုရောက်လာပြီးလူကြီးတွေကသူမရဲ့လက်ရာတွေကိုပြဖို့တောင်းတဲ့အခါအိမ်မှာမေးချင်ခဲ့တာကိုသတိရခဲ့ပါတယ်။ဒီအရာကြောင့်ရှင်းကစိတ်ပြတ်သွားပြီးသူမကိုလူကြီးတွေကစိတ်မပူဘူးနဲ့သူ့ရဲ့လက်ရာကိုရှင်းပြနိုင်တယ်လို့ပြောပါတယ်။ရှင်းကသူ့ကိုယ်သူမိတ်ဆက်လိုက်ပြီးသူမရဲ့လက်ရာတွေကိုရှင်းပြပါတယ်။ဒီကလူကြီးတွေကလည်းသူမရဲ့လက်ရာကိုအယံအောင်သဘောကျပါပြီးအလုပ်အတွက်ကမ်းလှမ်းပါတယ်။ ိမ်ပြန်ရောက်တဲ့အခါမှာတော့ချန်ကိုတွေ့ရတဲ့အတွက်သူ့အမေကအယံကိုပြောနေပါတယ်။ချန်ကသူ့အဖေကိုညီမလေးကလည်းဒီမျိုးမှနေတဲ့အကြောင်းပြောခဲ့ပါတယ်။ရှင်ရဲ့နာမည်ကိုကြားလာတဲ့သူ့အဖေကဒေါသထွက်သွားပြီးရှင်ရဲ့အဖေကသူ့မကိုအိမ်ကနေနှိမ်ချခဲ့တဲ့အကြောင်းသိရှိရပါတယ်။ဒီအချိန်ချန်ရဲ့အမေကသူ့မရဲ့ခင်မုံကိုမွေးနေ့ကြမဲ့ရက်ကနီးနေပြီဖြစ်ပြီးရှင်ကိုလည်းဖိတ်ချင်တယ်လို့ပြောလိုက်တဲ့အခါနောက်ဆုံးတော့လည်းသဘောတူလိုက်ရပါတယ်။ ်သူမကရှင်ကိုသူမအဖေရဲ့မွေးနေ့ရောက်တော့မှမလို့လာစေခြင်းနဲ့အကြောင်းလိုက်ပြောပါရယ်ရှင်ကသူ့အဖေကသူမကိုအိမ်မောကနှင်ချခဲ့တာလို့ပြောပြီးညင်းလိုက်ပါရယ်ဒါပေမဲ့သူမတော်ကသူမအဖေဟာသူမကိုလွမ်းနေတော့ဖြစ်ပြီးသူ့မွေးနေ့ကိုလည်းကာစေခြင်းနဲ့အကြောင်းလာစေခြင်းနဲ့အကြောင်းမနှဖန်ကြရင်မင်းကိုချမ်းမင်းကိုလာချိုခိုင်းမယ်ဆိုပြီးပြောလိုက်ပါရယ်ချန်ကလည်းရှင်းကိုလာကြိုပြီးရင်ကပါတီကအဝေးကြီးလိုသေးတာကိုဘာကြောင့်အစိုးကြီးလာတယ်လို့ချန်အောင်ပြီးတော့ချန်ကသူ့အတွက်အဝေးစားဝယ်ဖို့လိုတဲ့အတွက်အစိုးကြီးလာတာဖြစ်တဲ့အကြောင်းဖြေလိုက်ပါတယ် ဘာရီခမ်းမှာမှဧည့်သည်တွေအများကြီးရောက်နေပြီးခြံနဲ့ရှင်းတို့အတူဝင်လာတဲ့အခါလူတိုင်းကရှင်းကိုပဲငေးကြည့်ကြပါလိမ့်။ရှင်းကသူမဝတ်ထားတဲ့အဝတ်အစားနဲ့အရန်ကိုလိုက်ဖက်လှပနေပြီးဒီအချိန်မှာရွှမ်းနဲ့ဖန်တို့ကရှင်းကိုသတိထားမိပါလိမ့်။ရွှမ်းကလည်းဖန်ကိုဒီမိတ်ကလေးကငါတို့ကုမ္ပဏီရဲ့900ခိုင်နှုန်းရှယ်ယာပိုင်ဆိုင်တဲ့သူနဲ့တူတယ်နော်လို့ပြောလိုက်ပါလိမ့်။တဖက်မှာလည်းလင်းယူကရှင်းရဲ့အချက်လက်တွေကိုစုပြီးအဲလစ်ကလင်းယူကိုရှင်းကိုသူ့အဖေရဲ့မွေးနေ့ပါတီမှာဖိတ်ထားတဲ့အကြောင်းပြောပြီးဖန်လည်းဒီမှာရှိနေတယ်လို့ပြောလိုက်ပါတယ်။ဒါကြောင့်ကျတော့လင်းယူကသူ့လူတွေကိုအစင်းသဖြင့်အပြေးခိုင်းလိုက်ပါတယ်။ ပါရီခမ်းမမဖန်ကရှင်းကိုချီကပ်ပြီးစကားပြောဖို့ကြိုးစားပေမယ့်ရှင်းကလုံးဝစိတ်ဝင်စားပါဘူး။အဲ့ဒီအချိန်မှာပဲလင်ယူကအဲလစ်ရဲ့ဆရာဝန်ရဲ့ခန်းမတွေဝင်လာပါတယ်။လင်ယူကသူမနာတို့ဝါပြီးရှင်းကိုမိတ်ဆက်လိုက်ပါတယ်။ရှင်းကသူ့ကိုမေးသွားပြီလို့သူထင်လိုက်ပါတယ်။ဒီအချိန်မှာပဲတေဂီတာစတွေမှုတ်လိုက်ပြီးလင်ယူကရှင်းကိုအတူတူကားပြီးဖို့ဖိတ်ခေါ်တာပေါ့။ဒါပေမဲ့ရှင်းကသူမကသူနဲ့တူတူကားဖို့မထိုက်တန်ဘူးလို့ထင်တဲ့ကြောင်းပြောပြီးဖန်ရဲ့လက်ကိုကမ်းပြီးထွက်သွားလိုက်ပါတယ်။ဒါအခွင့်အောက်ယူတဲ့ဂျင်ရှိကလည်းလင်ယူနဲ့တွဲကြပါတယ်။ လူတွေအားလုံးကနေတဲ့အချိန်မှာဖန်ကလင်းယူအကြောင်းမကောင်းပြောတာကိုရှင်းကကြားလိုက်ရပါတယ်။ကားတဲ့လူအလှည့်ပြောင်းတဲ့အခါမှာတော့ရှင်းနဲ့လင်းယူကနီးလာပြီးလင်းယူကသူ့မရဲ့မိခွန်းတွေအားလုံးဖြေးမှဖြစ်ပြီးမဲ့သူ့အကူနဲ့ဝေးဝေးနေပါလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ရှင်းကသူ့မမကားကျင်တာကြောင့်ဖန်စီကိုသွားပါတယ်။တစ်ဖက်မှာလည်းဂျင်ရှိကလင်းယူစီပြန်သွားပြီးရှင်းနဲ့ဘလို့တိခဲ့တယ်လို့မိတာပေါ့။လင်းယူကလည်းရှေးလျားတဲ့ဇလံမှာအခုတော့ပြောဖို့မတင်သေးဘူးလို့ပြောလာပါတယ်။တခြားတစ်ဖက်မှာတော့ဖန်ကရှင်းကိုသူမအမေဟာသူ့အဖေရဲ့မိတ်ဆွေဖြစ်ခဲ့ပြီးသူတို့ကုမ္ပဏီရဲ့900ခန်းလုံးရှယ်ယာပိုင်ဆိုင်သူဖြစ်တယ်။ အဲ့ဒီရှေ့ရတွေကသူမစီလွှဲပြောင်းသွားတယ်လို့ပြောလိုက်ပါတယ်။ဒီတော့ရှင်းကလည်းအတိတ်ဘက်မရှိတာတွေမပြောနိုင်လို့ပြောပြီးသူမအမေနဲ့သူတို့အဖေနဲ့ဗာဆက်သွယ်မှုမှမရှိဘူး။ရှေ့ရအကြောင်းလည်းမသိပါဘူးလို့ပြောပြီးဒေါသထွက်လာတဲ့အတွက်ထွက်သွားပါတယ်။အဲ့ဒီအချိန်ဇဝဲတို့တို့ကရှင်းအပေါ်ရေဖိတ်ကြပါပြီ။သူ့ကိုမှတ်မိသေးလား။သူမကိုအချိန်ကြာရှာနေခဲ့တာလားလို့ပြောလိုက်ပါတယ်။အဲ့ဒီဇဝဲတို့ကတော့စူကောပဲဖြစ်ပါတယ်။ဒီမြင်ကွင်းကိုမြင်ရတဲ့အခါလူအလုံးကလည်းစူယုံလာပြီးချမ်းကရဲခေါ်ဖို့ပြောပေးမယ်ရှင်းက ဒါကသူမတကယ်ချင်းဖြစ်ပြီးဇူကော့ကိုသူမလည်းရှာနေခဲ့တာဖြစ်တဲ့အကြောင်းပြောလာပါရင်အဲ့ဒီအချိန်ရှင်ရဲ့အဖေရောက်လာပြီးလင်းဦးကသူ့သမီးကိုကူညီတဲ့အကြောင်းပြောပြပြီးမယ်ဒါကသူတို့မိသားစုကိစ္စဖြစ်ပြီးသူ့ကိုဝယ်မပါနိုင်လို့ပြောလာပါရင်ရှင်ကလူအလုံးကိုတောင်းပန်လိုက်ပြီးဇူကော့နဲ့အတူထွက်သွားလိုက်ပါရင်ရှင်ကဇူကော့နဲ့အစအုပ်တစ်ခုထဲမှာကိုယ်ကြီးကိုယ်တိုင်တွေဆွေးနွေးနေကြပါတယ်တစ်ချိန်တည်းမှာပဲလင်းဦးကသူ့အဖွဲတွေကိုအစအုပ်ထဲမှာရှိတဲ့ကင်မရာတွေကိုစစ်ဆေးခိုက်ပြီးမယ်ရှင်ကိုမတွေ့ရပါဘူး နောက်ဆုံးတော့စူကောနဲ့တတူထွက်သွားတဲ့ပုံတွေတွေ့ပြီးစူကောကဒါရလက်ကောက်ယူသွားတာမြင်လိုက်ရပါတယ်။လင်ဦးကအဖွဲနဲ့အတူရှင်းကိုရှာဖို့ထွက်လာလိုက်ပါတယ်။တခြားတစ်ဖက်မှာလည်းစူကောကရှင်းကိုတိုက်ခတ်လိုက်ပါတယ်။သူတို့ဘေးမှာရှိတဲ့အိတ်တလုံးကကျလာတဲ့အခါရှင်းကစူကောကိုတွန်းဖယ်လိုက်တာကြောင့်ရှင်းဦးကောင်းပေါ်ကိုအိတ်ကကျသွားပြီးသတိလစ်သွားခဲ့ပါတယ်။ဇူကောကလည်းဒီလိုအခြေအနေဖြစ်သွားတဲ့အခါပြေးထွက်သွားပါတယ်။အဲ့ဒီအချိန်လင်းယူရောက်လာပြီးရှင်းကိုအမြန်ခေါ်ထုတ်သွားပါတယ်။စေယုံပေါ်မှာတော့လင်းယူကရှင်းနဲ့တူရှိနေပြီးရှင်းသတိရလာတဲ့အချိန်မှာတော့သူမတယောက်ထဲနေခြင်းနဲ့လင်းယူနဲ့စကားမပြောခြင်းဘူးလို့ပြောလိုက်ပါတယ်။ လင်ယူကသူ့ကိုတမင်းလောက်အချိန်ပေးဖို့နဲ့အားလုံးကိုရှင်းပြမယ်လို့ပြောပြီးအရေးကြီးတဲ့ကိစ္စတစ်ခုကြောင့်ထွက်လာခဲ့ရတဲ့အကြောင်းရှင်းအောင်ရှင်းပြပါရစေ။လင်ယူကလည်းသူ့ဖေနဲ့တွေ့တဲ့အချိန်သူ့ဖေကလင်ယူကရှင်းကိုသဘောကျနေသလားလို့မေးပြီးသူ့လုံးဝမမျှော်လင့်ထားတဲ့အကြောင်းပြောပြပါရစေ။ရှင်းနဲ့မဲတဲ့သူ့တို့ကုမ္ပဏီရဲ့900ရာခိုင်နှုန်းရှယ်ယာရှိနေတဲ့အတွက်လင်ယူကိုသူ့ဖေကဒီလိုမျိုးမလုပ်သင့်ဘူးလို့သူ့ဖေကဆက်ပြီးပြောပါရစေ။အဲဒီခါဖန်ကလင်ယူကို"သူမကသူ့တို့အဖေရဲ့သမီးဖြစ်တာကြောင့်လင်ယူကသူမနဲ့ဝေဝေနေသင့်တယ်"လို့ပြောလိုက်ပါရစေ။ တကယ်တော့ရှင်ရဲ့အမေနဲ့လင်ယူရဲ့အဖေတို့ဟာချစ်ကြိုက်ဖူးခဲ့တာကြောင့်လူတွေအားလုံးကရှင်ကိုလင်ယူအဖေရဲ့တမီးအဖြစ်အမှတ်မှားနေကြကြတာပါဒါပေမဲ့လင်ယူကရှင်ရဲ့ DNA စစ်ဆေးချက်ကိုပြပြီးရှင်ကသူမအဖေရဲ့တမီးမဟုတ်တဲ့ကြောင်းသက်သေပြလိုက်ပါတယ်ဒီတော့မှလင်ယူရဲ့အဖေကလူတွေအကုန်လုံးကိုရှင်းရဲ့အမေကသူတို့ကုမ္ပဏီထောင်တဲ့အချိန်မှာအများကြီးကူညီပေးခဲ့တာကြောင့်သူတို့နာမည်နဲ့ရှယ်ယာ900ခန်းလုံးလွှဲပေးခဲ့တာဖြစ်ပြီးရှင်းကသူ့ရဲ့သမီးမဟုတ်ပေမဲ့သူတို့အတော်တော်သမီးတယောက်ပါလို့အဖြစ်မှန်ကိုရှင်းပြခဲ့ပါတယ်။ ဒါရီအလုံးကြာပြီးတဲ့အခါမှာတော့လင်ယူကရှင်းနဲ့တွေ့ဖို့စေယုံပြန်လာခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲချန်ကလည်းသူ့ညီမနဲ့တွေ့ဖို့အတွက်စေယုံလာပြီးမယ်။ရှွမ်းကအထဲကိုမဝင်ဖို့တားလိုက်ပါတယ်။ဒါပေမဲ့ချန်ကအတင်းဝင်ပြီးကြည့်တဲ့အခါရှင်းမရှိအောင်တွေ့လိုက်ရပါတယ်။ပရင်ပေါက်ဘက်သွားပြီးကြည့်တဲ့အခါမှာတော့ရှင်းကအဝေကျိုးနဲ့ထွက်ပြေးဖို့ကြိုးစားခဲ့တာတွေ့ရပါတယ်။သူတို့နှစ်ယောက်စလုံးကသူ့မကိုဆွဲတင်ဖို့ကြိုးစားပြီးမယ်။ရှင်းကသူ့တို့လက်ကနေချောထွက်သွားပါတယ်။အဲ့ဒီအချိန်မှာပဲချန်ရောက်လာပြီးရှင်းကိုအ мян ကယ်တင်ပြီးသူ့မကိုဒီနေရာကခေါ်သွားလိုက်ပါတယ်။ နောက်ပိုင်းမှာလင်းယူကဆေးရုံကိုရောက်လာပြီးရှင်ထွက်ပြေးသွားပြီးလင်းယူကိုမတွေ့ကျင်တော့ဘူးဆိုတဲ့စာလေးတစ်စောင်ခြံထားတာတွေ့ရပါတယ်ရှင်ကသူမအခန်းထဲအိပ်ပျော်နေတဲ့အချိန်အရင်ကသူမအဖေကနှင်ထုတ်ခဲ့တဲ့အကြောင်းလေးအိမ်မက်မှတ်ပါရယ်ရုပ်တရက်အတန်တစ်ခုကြောင့်နိုးလာပြီးအခန်းအပြင်ထွက်ကြည့်တဲ့အခါပစ္စည်းတွေထုတ်ပိုးနေတဲ့လူတို့ချို့တွေ့ရပါရယ်အိမ်ရှင်ကလည်းသူမကနောက်ဆုံးလာတော့အိမ်ကားကမပေးရသေးတာကြောင့်နှင်ထုတ်တာဖြစ်ပြီးတပတ်အတွင်းမပေးရင်သူမပစ္စည်းတွေအကုန်လုံးအပြင်ရောက်မယ်လို့ပြောလိုက်ပါရယ်အဲဒီနောက်မှာတော့လူတွေကသူမပစ္စည်းတွေကိုယူသွားပြီးရှင်ကထိုင်ကုန်တစ်ခုမှဝမ်းနေစွာထိုင်နေပါရယ် အဲ့ဒီအချိန်သူမရဲ့အကူဝမ်းွယ်ချမ်းရောက်လာပြီးရှင်အခြေအနေကိုသဘောပေါက်သွားပြီးသူ့အိမ်မှာလာနေဖို့အတွက်ခေါ်လိုက်ပါတယ်။ရှင်ကလည်းသူမလိုက်နေချမ်းအနှောက်ယှက်ဖြစ်မှဆိုရင်လည်းအကြောင်းပြောပြီးမယ်။သူနဲ့တူလာနေဖို့ချမ်းကနားချတာကြောင့်ရှင်ကနောက်ပိုင်းလိုက်နေဖို့ဆုံးဖြတ်လိုက်ပါတယ်။တစ်ဖက်မှာလည်းလင်းဦးကရှင်ထံကိုဘာလို့သူ့ကိုမဆောင်ခဲ့တယ်လို့စားဖို့တဲ့အတွက်ရှင်ကသူ့မကိုဘာမှလာမပြောဖို့စပြန်ဖို့ပါတယ်။အဲ့ဒီအချိန်အဲလစ်ရောက်လာပြီးရှင်အိမ်ကနေနှိမ်ချခံရပြီးအခုသူမအကူဝမ်းကွက်နဲ့အတူတူသွားနေတယ်လို့အသိပေးလိုက်ပါတယ်။ ဒါအုပ်ချလိုက်ရတဲ့အတွက်လဲလင်းဦးကတဝင်းတိုးသွားခဲ့တာပေါ့ရှင်ကသူမရဲ့တငယ်ချင်းရိုးရိုးကိုအခုသူမအကုန်နဲ့အတူနေနေတဲ့အကြောင်းသူမစီဘဲချိန်မဆိုလာလို့ရတဲ့အကြောင်းသူမရဲ့အိမ်တိနီယာကိုလဲ message ပို့လိုက်ပါတယ်ချန်ကချက်ပြုတ်နေတဲ့အချိန်ဖုန်းလာတဲ့အတွက်ရှင်ကဖြေလိုက်ပါတယ်ဖုန်းခေါ်တဲ့သူကချန်အတွက်ပစ္စည်းရောက်နေပြီးလာယူဖို့လဲပြောလိုက်ပါတယ်တကယ်တော့ဒီဖုန်းကိုလင်းဦးကခိုင်းတဲ့အတွက် Alice ကလုံဆောင်ခဲ့တာပါလင်းဦးကချန်ကိုအပြင်ကိုခေါ်ထုတ်ပြီးရှင်းနဲ့နှစ်ယောက်တည်းစကားပြောဖို့အတွက်ကြံစည်လိုက်တာဖြစ်ပါတယ်။လင်းဦးကရှင်းရဲ့အိမ်ကိုရောက်လာပြီး သူမရဲ့အလုပ်တွေကိုကူပေးစကားပြောဖို့စ조사ပေးမယ်ရှင်းကတော့လုံးဝခရုမဆိုင်ပါဘူးရှင်းကပကံစင်းနေတဲ့အချိန်ဆက်ပြကုန်သွားပြီအပေါ်အယူကို조사ပေးမယ်မမိတဲ့အတွက်လင်းယူကကူပြီးယူပေးဖို့အနာကတ်တဲ့အချိန်သူတို့နှစ်ယောက်ကနိနိကကဖြစ်သွားပါလိမ့်ရုတ်တရက်ရှင်းကလင်းယူကိုနမ်းလိုက်ပြီးမယ်အဲ့ဒီအချိန်ဇွန်တစ်ချောင်းကလင်းယူကောင်းပေါ်ကျလာတာကြောင့်ရှင်းကအမြန်နောက်ဆုတ်လိုက်ပါလိမ့်ယိုယိုကလည်းစူပါမားကတ်ကပစ္စည်းတွေဝယ်ပြီးရှင်းရဲ့အိမ်ကိုသွားနေတဲ့အချိန် channel တွေပြီးစကားပြောပါရတယ် ဲ့ဒီခါကျမှသူမကဒီအိမ်ကချမ်းအိမ်ဖြစ်ကြောင်းသိလိုက်ရတာပါချမ်းကအိမ်ရောက်တဲ့အခါ Alice ကိုတွေ့ရတဲ့အတွက်အထဲမှာလင်းယူရှိနေတယ်ဆိုတာသိသွားပါတယ်သူက Alice ကိုသူ့အိမ်ကနေထွက်မသွားရင်ရဲခေါ်မယ်လို့ချိန်ချပါတယ်အိမ်ထဲမှာလင်းယူကရှင်းတဲ့စကားပြောနေတဲ့အချိန်သူမရဲ့အင်ဂျီကျေတီပြုတ်နေတာတွေ့ပြီးပြန်တက်ပြေးလိုက်ပါတယ်။အဲ့ဒီအချိန်ခြံဝင်လာပြီးဒေါသကြီးနဲ့လင်းယူကိုရိုက်ဖို့ရွှဲပြီးမှရှင်းရတားဆီးလိုက်ပါတယ်။နောက်ပိုင်းမှာအဲလစ်ကလင်းယူကိုခေါ်သွားပါတယ်။ရှင်ကခြံရဲ့လက်ကိုဆေးထည့်ပြီးခြံအထင်မှားတဲ့အကြောင်းရှင်းပြပြီးမှလက်မခံပါဘူး။ ညနေပိုင်းမှာရှင်းကလင်းယူစီနေကောင်းလာလို့ message ပို့ပါတယ်။ချန်ကရှင်းကိုရည်စားရှိလာလို့မေးပေးမယ်။ရှင်းကမရှိဘူးလို့ပြန်ဖြေတာပေါ့။ရှင်းကချန်ကိုယူယူကိုကြိုက်လာလို့မေးတော့မဖြေခဲ့ပါဘူး။လင်းယူရဲ့ကုမ္ပဏီမှာဝင်တဲ့တချို့ကလင်းယူနဲ့ Alice ကရည်စားဖြစ်တဲ့အကြောင်းပြောဆိုနေပြီးဒါကိုရှွမ်းချသွားပြီးလင်းယူစီသွားပါရင် ။ Alice ကလည်းလေယူနဲ့အနီးနီးကပ်ကပ်ရှိနေတာကိုတွေ့ပြီးထွက်သွားလိုက်ပါတယ်။ရှွမ်းကသူ့တို့ဂျားတွေကအမှန်လို့ထင်ခဲ့ပြီးမယ်။လင်းယူကမဟုတ်ဘူးလို့ညင်းလိုက်တာပေါ့။ရှင်းကပြစ်စည်းဖို့တဲ့အလုပ်ပြန်လုပ်နေပြီးအိမ်အိမ်ကိုသွားပို့တဲ့အခါတကားလာဖွင့်တဲ့သူကဖန်ဖြစ်နေတာတွေ့ရပါတယ်။ဖန်ကသူ့မကိုအိမ်နဲ့အတင်ဆွဲခေါ်ပြီးအနာလာကပ်ပြီးမယ်လေ။ရှင်းကလုံအောင်ရှုံးပါတယ်။နောက်တစ်ချိန်ဖန်ကရှင်းကိုထတ်တွေ့ပြီးလက်ဆောင်ပေးဖို့အတင်းကျပ်စူးစမ်းပြီးမယ်။ရှင်းကလက်မခံပါဘူး။ဒီအချိန်လင်းယူရောက်လာပြီးဖန်ကိုသင်ခန်းစာပေးလိုက်ပါတယ်။ လင်းယူကရှင်ကိုအိမ်လိုက်ပို့ပေးပြီးသူ့အကူနဲ့ဝဝနေဖို့နဲ့မဟုတ်ရင်သူကထပ်ပြီးရှင်ကိုဒုက္ခပေးလိမ့်မယ်လို့ပြောပါတယ်။လင်းယူကအဲလစ်နဲ့အတူကုမ္ပဏီတစ်ခုမှဂျင်းရှိကိုတွေ့လိုက်ရပါတယ်။ဂျင်းရှိကလင်းယူကိုအဲ့ဒီမှာတွေ့မယ်လို့မထင်ထားခဲ့တဲ့အကြောင်းပြောတဲ့အခါမှာလင်းယူကနှက်ခမ်းလေးကိုကြိုက်လို့ဒီကုံပစ္စည်းအစ်စ်ထုတ်ပွဲလာခဲ့တာလို့ပြောပါတယ်။ဂျင်းရှိကလင်းယူကိုရီးစားရှိတော့နှက်ခမ်းလေးအကြောင်းလည်းသိမယ်ထင်တယ်လို့ပြောတဲ့အခါလင်းယူကဘယ်ရီးစားလဲလို့မေးလိုက်ပါတယ်။ ဂျင်းရှိကသူ့မတငယ်ချင်းကိုဖြေးလိုက်တာပေါ့လေဦးကသူအခုချိန်ထိရည်စားမဖြစ်သေးကြောင်းနဲ့သူ့မသဘောကျအောင်လုပ်နေတာဖြစ်တဲ့အကြောင်းပြောပြီးမင်းကလေးအများစုကြိုက်တဲ့လက်ဆောင်အကြောင်းမေးလိုက်ပါတယ်ဂျင်းရှိကရှင်းဟာအနံ့အသိန်းတာကိုအရန်ကြိုက်တယ်လို့အကြံပေးလိုက်တာပေါ့နောက်တနေ့မှာတော့ရှင်းကလင်းယူပို့လိုက်တဲ့လက်ဆောင်ဖွင့်ကြည့်တဲ့အခါသူအရန်ကြိုက်တဲ့အနံ့အသိန်းလေးတစ်ခုဖြစ်နေတာတွေ့ရပါတယ်လင်းယူကလည်းသူ့အောက်ထပ်မှာရန်နေပြီးသူ့မောင်မြင်မြန်ဆင်းလာဖို့ message ပို့လိုက်တာပေါ့လင်းယူကရှင်ကိုသူ့ရဲ့အိမ်ကိုခေါ်သွားပြီးစုံတွဲနိုင်တလုံးပေးတဲ့အခါရှင်ကလည်းအယံပြောသွားပါတယ် နောက်ပိုင်းမှာလင်းယူကရှင်ကိုအိမ်ပြန်ပို့ပြီးလူအားလုံးနဲ့မိတ်ဆက်ပေးပါတယ်။ဖန်လဲရှိနေပြီးရှင်ကိုထပ်ပြီးဒုက္ခပေးဖို့ကြိုးစားပါတယ်။လင်းယူရဲ့အမေရောက်လာပြီးရှင်ကိုသဘောချသွားတာပေါ့။ဂျင်းရှိလဲရှိနေပြီးရှင်ကိုမြင်တဲ့အခါအယံကိုအားကြစိတ်ပေါ်လာပါတယ်။ဒီအချိန်လင်းယူရဲ့အဖေရောက်လာပြီးရှင်ကို"သူမက၊သူမအမေနဲ့တူးတဲ့အကြောင်းပြောလိုက်ပြီးအားလုံးတူနေလဲစားစားချင်းရှင်ကလင်းယူရဲ့အဖေကို"သူမအမေရဲ့အကြိုက်ဆုံးပကြီးကားကိုလက်ဆောင်ပေးလိုက်ပါတယ်။"လင်းယူရဲ့အဖေကလည်းဒီဆက်လက်ဆောင်ကိုအယံသဘောချတဲ့အတွက်ရှင်ကိုကျေးဇူးတင်နေမိတာပေါ့။ အဲ့ဒီနောက်လင်းယူကရှင်ကိုသူ့ရဲ့ပန်းချောင်ခေါ်သွားပြီးသူမအတွက်အံအသင့်စရာလက်ဆောင်တစ်ခုပြင်ထားတဲ့အကြောင်းပြောပါရီသူကရှင်ကိုသူမနေခဲ့တဲ့အရင်အိမ်လေးကိုခေါ်သွားပြီးသူကဒီအိမ်ကိုဝယ်ထားပြီးအခုချိန်အားစားပြီးသူကဒီအိမ်ရဲ့အိမ်ရှင်ဖြစ်သွားပြီဖြစ်တဲ့အကြောင်းပြောလိုက်ပါရီရှင်ကလည်းသူမရဲ့အိမ်လေးကိုမြင်ရတဲ့အတွက်အယံကိုပြောရွှင်သွားတာပေါ့လင်းယူကအိမ်ရှင်နေရာမှာလက်မှတ်ရေးထိုးပြီးစာချုပ်တစ်စောင်ပြလိုက်ပြီးစာချုပ်ထဲမှာရှင်အနေနဲ့အိမ်ငါးကမပေးရတော့တဲ့အကြောင်းဖော်ပြထားပါရီ ဒီချိန်လင်းယူကလည်းရှင်းအောင်ဖတ်လိုက်ပြီးသူတို့ရဲ့အချစ်ဇလံလေးကိုဒီချိန်မှာပြန်ပြီးစမယ်လို့ပြောရင်လည်းဒီဇလံလေးကအဲ့ဒီနေရာမှာပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာ။